ဟုတ်တိုင်းမှန်ရာတည်ခြင်းယဟန်တပါးအဖြစ် အပြည့်အတွက်တန်ခမ်းရခြင်းချစ်၌အကြည်ဆိုင်မိန်မောသောအတွေ့အကြုံရရှိခြင်းမြေယာပြုပြင်ပြောင်းလဲရေးတော်လှန်ရေး၌ပါဝင်ခြင်းကမ္ဘာညင်ချမ်းရေးအတွက်ခြေချင်းလျှောက်ခြင်းပြင်သစ်၌ထောင်ကြခြင်းအမေရိက၌ကြည်စံတရောင်းနှင့်ရင်ဆိုင်ရခြင်းကျွန်တော်ဘဝဤအတိုင်းတာများစွာသည် ကျွန်တော်အာမေခွန်းတစ်ခုကိုစဉ်းစားသည်သည်အကောင်းကောင်းခြင်းသည် ဘာလဲမကောင်းခြင်းမကောင်းဆိုးဝါးသည့်ဘာလဲကောင်းသည့်အရာမကောင်းဆိုးဝါးသည့်အရာရဲ့လို့ကော ရှိသလားကျွန်တော်ဒီထက်ခထက်ခသင်ခြင်းသုံးသပ်မိသည် မသိခြင်းရှိသည် အတ္တရှိသည်ဉာဏ်ပညာရှိသည်နှိမ့်ချခြင်းရှိသည်ဒါပေသည့်ကောင်းခြင်းကောင်းသည့်အရာ ဆိုခြင်းဆိုသည့်အရာသည်မလုံမရှားတီးနေသည့်အခြေအနေများမဟုတ်ဟု၍ နှုတ်ရှိသည် အပေါင်းရှိသည်ကောင်းနေຫນွေနေနေညရှိသည်ဒါပေသည့်ကျွန်တော်အဖို့ဤစမ်းကျင်ဘက်များသည်ကောင်းသည်လည်းမဟုတ်ဆိုးသည်လည်းမဟုတ်ချေတခါတရံကောင်းသည်ဟုထင်ရသောအရာသည် အကောင်းကြီးမဟုတ်ဟုဖြစ်သွားသည်သို့ဟုထင်ရသောအရာသည်လည်းမထင်မှတ်ပဲအကောင်းဖြစ်သွားသည် မကြခဏပင်ကျွန်တော်ဒီဘာသာစကားနှင့်ကြောင်းပိမိခဲ့သည် အထင်အမြင်များတညာများ တညာသူဒီမှာစိတ်တွင်ယူဆနားလဲခြင်းများခုခံအကျိတ်ဆွဲများ၌အကျဉ်းကျခဲ့သည်ဒုပေတိစည်းစင်းနေခြင်းကိုမြဲမြဲကင်သောအခါတိုင်းစိတ်ကူးတက်တက်နှောင့်ကြိုးများကိုလွန်သည်ကျွန်တော်ဤဖြစ်တည်ခြင်းတည်းဟုသောတဘာဝအခြေအနေကိုတွေ့သည်ထိုချိန်ထိုအခါတို့တွင်ကျွန်တော်သည်ရေပမာနေတတိတခြားအောင်သည်မရှိ ခွက်ခွဲခြားခြားရတာသည်မရှိ တောင့်တင်းနေသောဖွဲ့စည်းမှုသည်မရှိတဘာဝအလျောက်ဖြစ်နေသည် ပြောင်းလဲလွယ်ပြုပြင်ရလွယ်အလွန်ဤသည်တခါတရံ၌ရေသည်တက်နေသေးနေသည် ရွေလျားနေခြင်းဟုသောတဘာဝအခြေအနေကိုပြန်ရောက်တော်မှတက်နေသေးနေခြင်းကိုကြော်ကားရေသည်သူဓမ္မစစ်တဘာဝကိုပြန်လဲတွေ့ရှိသည် ထိုနည်းတူစွာပင်ဝါဒများနေရာများ လူများ၌ စွဲလန်းကန့်ညိခြင်းကိုလွတ်ချခြင်းဖြင့်သာ ကျွန်တော်ဒီကျွန်တော်တဘာဝအစ်မှန်ကို တွေ့သည် ကျွန်တော်ဘဝဒီဟုတ်တိုင်းမှန်ရာတည်ခြင်းကို လိုက်လံရှာဖွေခြင်းဖြစ်လေသည်မူရင်းစာရေးသူစတက်ကူမာရဲ့ No Destination ကဒီမှာဆုံးပြီးတော့ဒီစာအုပ်ထဲမှာပါသွားတဲ့တချို့သက္ကလုံများကိုဘာသာပြန်သူကိုတာရဲ့နောက်ဆက်တွဲရှင်းလင်းချက်အချို့ထပ်မံဖော်ပြထားသေးပါတယ် ဤကိုယ်တိုင်ရေထုတ်ပတ္တိစာအုပ်လာချို့ယူစာများကိုကျွန်တော်နားလည်သည်။အကျဉ်းချုပ်ရှင်းပြချက်များထက်ပေးပါရစေ။ဘာသာပြန်သူ။ဂိုင်ယာသီအိုရီ JI ယခင်ကဂိုင်ယာယူစာကိုခေါ်သည်။ကဘာတီတက်ရှိများတက်မဲ့များအားလုံးနိနိကတ်ကတ်ဆက်သွယ်ပေါင်းဆက်နေကြသောတလုံးတစ်ခုဒီတော်ဖြစ်လျက်ကိုကိုကိုပြုပြင်စီရင်နိုင်သောနှဆိုင်ရှုပ်ထွေးသောစနစ်ကြီးတစ်ခုဟု၏ ထိုစနစ်ကြီးသို့မဟုတ်ခိုင်းရ၌တက်ရှိဇီဝဝင်ခြင်းတက်ရှိတတ်မဲ့ပတ်ဝင်ခြင်းရေဝင်ခြင်းရေကဲတုဝင်ခြင်းဆိုလိုဒီမှာရေခဲနေသောအရာများစသည်တို့ပါဝင်သည်တရွေ့ရွေ့ပြောင်းလဲနေသောစနစ်ဖြစ်လေသည်ခိုင်းရသည်တန်တရာလဲသောစနစ် feedback system လည်းဖြစ်သည်ဇီဝ unit များကတိမဲ့သို့မဟုတ်တိခြင်းမရှိဘဲလျက်ပြုပြင်စီရင်နေခြင်းဖြစ်သည် တက်နေများနေလို့ဖြစ်အောင်ခြေနေများတည်လွှမ်းချုပ်တည်ငြိမ်နေအောင်ပြုပြင် နေသောစနစ်ဖြစ်သည်ဤကာယယူဆကို1980ဝန်းကျင်၌ဂျိန်းလမ်လော့နှင့်လန်မာဂူလက်တို့ကစတင်ခဲ့သည်ပါမာစိုက်ပျိုးရေး PRMA ပါမာပါမာကာရှာဘင်မော်လစ်စင်နှင့်ဒေးဗစ်ဟိုဂရင်တို့စတင်တုံဆွဲသောစကလုံးဖြစ်သည်တဘာဝတွင်တွေ့ရသမျှပုံစံများ ဆက်နွယ်မှုများကိုတုလျက်စိုက်ပျိုးခြင်းထို့သို့စိုက်ပျိုးခြင်းအပြင်ဒေတာလိုအပ်ချက်များဖြစ်သော သားစာနှင့်စွမ်းအင်ကိုကောင်းစွာ ဖြည့်ဆည်းနိုင်မည်ဟုယုံကြည်ခြင်းပါမစိုက်ပျိုးရေးစနစ်တွင်လူနေကိုသော၎င်းစာဦးနှင့် စိုက်ပျိုးပုံကို၎င်းတဘာဝနှင့်လျော့သောဒီဇိုင်းပုံစံများစဉ်းစားပုံများနှင့်နေရာချသည်တာရှိခံစိုက်ပျိုးထုတ်လုပ်ခြင်းမှသည်ခဏပတ်မဟုတ်ဘဲတာရှိခံသောယဉ်ကျေးမှုဖြစ်ထွန်းရေးကိုညှော့မှန်းသည် ဇီဝနယ်ပဲ bio region လူလုတ်နယ်နမိတ်အပိုင်းခြားမဟုတ်ပဲတဘာဝပတ်ဝန်းကျင်တွင်ပြင်လက္ခဏာများအရာပိုင်းခြားထားသောနယ်ပဲကောက်ရိုးတော်လန်ရေး one straw revolution ဂျပန်လူမျိုးဇီဝပိုးမွားပညာရှင်တစ်ဖြစ်လဲတဘာဝစိုက်ပျိုးရေးသမားမာသာနိုဘူဖူကူအိုကာ1988ထွက်စာအုပ်မည်ဖြစ်ပါသည်ဖူကူအိုကာစိုက်ပျိုးရေး၏အဓိကတွေးခေါ်မှာတဘာဝကိုမပြုတ်ပြင်ပဲတဘာဝဖြစ်စဉ်ကိုလိုက်ပြီးစိုက်ပျိုးရန်ဖြစ်သည် ထို့ကြောင့်လည်းတဘာဝစိုက်ပျိုးရေးကိုခေါ်ကြပါသည်ဘာမှမလုံနဲ့ do nothing ဟုပင်ညွှန်းပါသည်လူလုံအားလည်းနဲတဘာဝထိခိုက်မှုလည်းနဲသောဤဖြစ်ပါသည်မျိုးကိုလည်းကုစားလူစိတ်ကိုလည်းတန်ရှင်းစေသောစိုက်ပျိုးဤဘဝနေဤဟုပုဂ္ဂိုလ်ဩကာကဆိုပါသည်တဘာဝစိုက်ပျိုးရေး natural farming ခေဟာစနစ်နဲ့လိုက်လျောညစ်တွေ့ဖြစ်သောစိုက်ပျိုးရေးဟုညွှန်းကြပါသည်မီယိုဖလာစိုက်ပျိုးရေးခိမိစိုက်ပျိုးရေးများနှင့်ရှင်ကြည်သည့်အခါ တိနံထွတ်နှုံး၌မတာလျင်တော်မှတဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိမ့်သိမ့်ရနိုင်မှုတာသည်ဟုအတိမတ်ပြုကြသောဤဖြစ်ပါသည်တဘာဝဆိုင်ပြိုးရေး၌ခြေခံမှု၄ချက်ရှိသည်၁မြေကိုထွန်ရက်ချင်းတူးဆွခြင်းမပြုပင်များတူတိုးပတာအမြင့်ချရန်သာစီစဉ်ပေသည်ဇီဝပုံမွားများတိရစ္ဆာန်ငယ်များတီကောင်များဤလှုပ်ရှားမှုနှင့်အတူမြေသည်တူတိုးပတာထွန်ရက်သည်၂ဓမ္မရောသာမတော့ ပြုပြင်စီရင်ထားတဲ့ရက်စွေးမြေဩဇာများကိုလည်းမတုံပင်နဲ့တရဝါများသူအစီစဉ်နဲ့သူလက်ပတ်သည့်အလျောက်မြေမာမြေစီဩဇာကိုထိန်သည်၃ပေါင်းမရှင်ပေါင်းသက်စေမတုံတက်ရှိများဤအတိုက်ဝင်းနဲ့တဟသတာဖြစ်လျက်ပေါင်းမြက်များကလည်းမြေစီလွာကိုပြုပြင်ပေသည်ပေါင်းပေါ်ကောက်ရိုးတွေခင်းပြီးသို့မဟုတ်ခဏတရေသွင်းပြီးပေါင်းကိုထိန်သည်၄ဓာတုပစ္စည်းများအပေါ်အမိမပြုတဘာဝတိတုပတာဟန်ချက်ထိန်ပါသည် ပိုးမွားများသည့်ပေါ်စမြဲ၎င်းတို့ကိုရှင်းရန်အစိတ်မလိုကောင်းဆုံးသောယောဂပိုးမွားထိန်းနီးမှာကျမသောပတ်ဝန်းကျင်၌တန်သောအပင်ကိုသာတိုက်ရန်ဖြစ်ပါသည်ဘိုင်ဟိုဒိုင်နမစ်တိုက်ပျိုးရေးဘိုင်ဟိုဒိုင်နမစ်ဖာမင်းရိုဒော့စတိုင်းနာဖော်ထုတ်ခဲ့သော organic စိုက်ပျိုးရေးဤတစ်မျိုးဖြစ်ပါသည်စိုက်ပျိုးရေးဖြစ်စဉ်ကိုဗတ်စုံနားလည်ခြင်းဟုထောက်ခံသူများကတော့ဝိသေသပြုကြပါသည်ပင်နဲ့မြေစီဩဇာကောင်းအောင်ဓာတုပစ္စည်းများမသော တိရစ္ဆာန်အညစ်အကြေးနဲ့ရက်ဆွေးမြေဩဇာများကိုသာတုံးပါသည်မြေဩဇာကောင်းမွန်မှုသီးနှံအထွတ်နဲ့တိရစ္ဆာန်ဝင်းမြူရေးကိုဂိတ်အားစနစ်အရာဆက်ဆက်နေသောလုပ်ငန်းများအဖြစ်ယူသောစိုက်ပျိုးရေးဖြစ်သည်ဒေတာတစ်ခုအတွင်ထုတ်လုပ်ဖြန့်ပြူခြင်းဒေတာမျိုးရင်းများနက္ခတ်ပေတင်ရသီးနှံစိုက်ပျိုးခြင်းရိတ်သိမ်းခြင်းများကိုအထူးလေးထားပါသည်တက်တော်နှင့်စိုက်ပျိုးရေးပေါင်းစပ်ခြင်း Forest Famine Forest Famine ပင်နှင့်ဒိဋ္ဌိများဤအထွတ်နှုံးကောင်းအောင်တပြိုင်နက်တည်းမှပင်တဘာဝပတ်ဝန်းကျင်ကိုလည်းထိမ့်သိမ်းရန်တက်တော်ကိုထိမ့်သိမ်းပြုပြင်ကစိုက်ပျိုးရေးအတွက်အသုံးပြုသောနည်းဖြစ်ပါသည်တက်တော်ထိမ့်သိမ်းရေးနဲ့စိုက်ပျိုးရေးကိုပေါင်းစပ်ထားသောဆိုလိုသည်မှာမြေယာတစ်ခုတည်းတွင်တစ်ပင်များကိုသီးနှံနှင့်ဒိဋ္ဌိများနှင့်ပေါင်းစပ်ခါပြိုးထောင်ထားသောမြေယာစီမံခန့်ကွဲမှုစနစ်တစ်ခုဖြစ်ပါသည်တက်တော်အတွင်းစိုက်ပျိုးမွေးမြူခြင်းကိုရှေ့ကတည်းကပင်လူတွေလုက ାଇ ခဲ့ကြခြင်းဖြစ်တော်လဲ 1930ဝန်းကျင်တွင်ဂျပန်လူမျိုးတိုယိုဟီကိုကာကာဝါမစတင်ပြီးလူသိများလာခြင်းဖြစ်ပါသည်စိုက်ပျိုးသောပင်များမှမြေစည်းလွှာကိုထိမ့်သိမ်းခြင်းတတော်တွက်ပစ္စည်းများရခြင်းတိရစ္ဆာန်များကိုအစာကျွေးခြင်းဟုသောအကျိုးသုံးမျိုးရသောကြောင့်ပတ်သုံးပတ်စိုက်ပျိုးရေးဟုလည်းခေါ်ကြပါသည် သုံးသည့်စိတ်ပဝင်စားတာနားထောင်ခဲ့တဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဒီသောကမုံရေးစာအုပ်တိုက်ကနေပထမအကြိမ်အဖြစ် 2023ခုနှစ်ဒီဇင်ဘာလကတန်ဖိုး2500ကျပ်နဲ့ထုတ်ဝေထားတာဖြစ်ပါတယ်